ဆမနာမေဒေါက်တာခင်ပြုံးကြည်ပါမီနီယောဂရှာဖေးနဲ့အထူးပြုစေကံဥက္ကဋ္ဌဖြစ်ပါတယ်ဒီလာမှာပေါ့နော်ပူနေရနေပြီးတော့အဲမိုးရွာမယ်မိုးရွာနဲ့အေးသွားမယ်ဒီရာသီအခုပြောင်းမှာတော့သူကအဲတချို့ယောဂလေးတွေဖြစ်တတ်တာပေါ့နော်ဥမာဖြင့်ဒီအခုပြောင်းမှာဆိုရှင်အေးအေးမိတာပေါ့အေးအေးမိတယ်နောက်ပြတုတ်ကွေးပေါ့နော်အေးမိတာတုတ်ကွေးရောဖြစ်တတ်ပါတယ်ဒါတော့ဒီအေးမိရာသီအေးသွားတဲ့အချိန်မှာပေါ့နော် အဲဂျာဒီအခုပြောင်းမှာကိုခန်းအားကျသွားတယ်လည်းပါတယ်ကိုခန်းအားကျသွားတဲ့အခါကျတော့ဆော virus ပိုးတွေဝင်လာတယ်ပေါ့နော်အေးမီရ virus ပိုးတကွေး virus ပိုးတွေဝင်လာတယ်အဲ့လိုဝင်လာတဲ့အခါကျလို့ရှိရင်ဒီအဆီချောင်းစိုးပေါ့လောကကြီးဖြစ်တယ်အဲ့တော့ဒီလိုမဖြစ်အောင်လို့ဆိုလို့ရှိရင်တော့ကိုကအဲတကူရဲ့ကြမ်းမရဲ့ခရုဆိုက်ရမယ်ပေါ့နော်သူအဲ့တော့အများကြီးပြောနေလက်မှတ်မှန်ဆေးပါပေါ့ဘာလို့ဆိုတော့ तू က virus ပိုဖြစ်တယ်အများကြီးကဒီနှခောင်းတို့ဘာမှခြောက်ဆုပ်လိုက်ရင်အဲနှာချိလိုက်ရင်ဒီပိုးကပါသွားတာအနီးနားတွေရောက်သွားတယ်ကိုကနှခောင်းကိုပုတ်မိတာပါဇက်ကိုပုတ်မိတာဆိုကိုယ့်လက်မှာကူးလာတယ်နော်အဲကိုယ့်လက်ကနေပြတခြားကတော့ပြကင်လို့ရှင်အဲ့မှာလက်တခါပိုးကပြန်သွားပြန်နော်ဆိုတော့သူများယောဂဖြစ်လို့ရှင်လဲဒီလိုပဲဒီပိုးတွေကဟိုနေရာတခါမှာရှိနေနိုင်တယ်ပေါ့ အဲကိုကနေပြလဲတော်ပြီးကင်မြင့်နိုင်တယ်ဥမာတကားလက်တန်းနော်ဒါမျိုးတွေဒီတကားပေါင်နေပါရယ်ကင်မြင့်နိုင်တယ်အဲ့ရနေပြကိုကိုပြန်ကူးနိုင်တယ်ဒါကြောင့်မို့ကိုကလည်းလက်ကိုမကြခဏစနစ်တကျဆေးပေးပါနော်လက်ဆေးချင်အဖြစ်နော်ပြလက်စကြအဖြစ်ကွာဒီယောဂကိုကာကွယ်နိုင်တယ်လက်မှန်စကြအဖြစ်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းနဲ့အကောင့်ဆုံး shopping မှာ mercury your shopping partner. နောက်တစ်ခုကကိုလက်မဆိတ်မြင်လဲလုံးဝလက်မဆိတ်ခင်မှာမျက်လုံးပွတ်တာရနှာခေါင်းပွတ်တာပါးစပ်ကိုပြင်ရတာမဖြစ်ပါစေနဲ့ပေါ့နော်။နောက်အဲ့တော့အကောင်းဆုံးကတော့သူအဒီတကွေးယောဂမဖြစ်အောင်လို့တစ်နှစ်ကိုတစ်ချိန်တကွေးကောက်ရစေထိုးထားတော့အကောင်းဆုံးပါပဲ။ဒါတော့သူ့ကောက်ရကုတာနေပေါ့နော်။အဲ့တော့ သူကအေးအေးမိတယ်ဒီရာသီပြောင်းလာအေးအေးမိတယ်တကွေးယောဂါဖြစ်တယ်နောက်တစ်ခါကျရင်ကျက်ယောဂါပေါ့အစမပေါ့ဒီချိန်မှာပူရားနေပဲရုတ်တရက်အေးသွားတယ်လေရလည်းအေးသွားတယ်လေအေးသွားတဲ့အတွက်ရာသီကုပြောင်းမှာအစမယောဂါဆိုရင်ကျက်ယောဂါထားရပါတယ်နော်အဲဒီရင်ကျက်ယောဂါမဖြစ်အောင်လို့ကိုကအမြန်လေအေးကိုမရှင်မြအောင်လို့မတ်စလေးတက်ထားတာကောင်းတယ်ဒါမှမဟုတ် scarf လေးပေါ့နော် scarf လေးကတော့ဒါကြောင့်အဲ့ကြောင့်ကိုအသက်ရှူရလေကနွယ်နွယ်လေးဖြစ်နေနော် ဆိုတော့ broad ကဒီအေးမမိအောင်ဟိုစစပြောယောဂပိုးတွေလည်းမကူအောင်လို့ကိုကဒါကိုကာကွယ်ရမယ်အဲ့တော့ asthma ဖြစ်တဲ့လူမှာလည်းစစပြောသလို flu တို့နော်အေးအေးမိတာတို့ဖြစ်လို့ရှင်တက်ဂရပြန်ပို့ဆိုးရတဲ့သူကလည်းအဲ flu ကာကွယ်စေးတက်ဂရကာကွယ်စေးထုတ်ထားတယ်မှာအဲ့နောက်တစ်ခါကြာဒီလိုရာသီကူးပြောင်းမှာကြာ allergy ပေါ့ရာသီကူးကြောင်းကူးပြောင်းကြောင်းဓာတ်မတည့်တဲ့ယောဂပေါ့ဒါကတော့ အဲလေထဲမှာပန်းဝက်မှုန်လေးမှုတွေညားလာတာပေါ့နော်ညားလာရဲအဲ့လိုဖြစ်တတ်တယ်အဲ့တော့ဒီလို allergy ကတော့သူကမာအမျိုးမျိုးပေါ့အဲကိုကတချို့တွေဆိုလို့ရှင်နှခိုင်းနေရောင်နာတို့ပါတယ်အဲ့လို allergy မျိုးဖြစ်တယ်အဲတချို့တွေကြာအရေပြားပါမှာရှားတာပေါ့နော်ရေပြားရှားတာဖြစ်တယ်အဲ့တော့အဲ့လို allergy မျိုးဖြစ်အောင်လို့ကိုကတန်းနိုင်သလောက်အဲအပြင်ထွက်တာထွက်ပေါ့နော်ဒါလို့ဒီ allergy ဖြစ်တဲ့ကိုကိုကဘာနဲ့မတည့်လဲဘယ်ပန်းမမှုန်နဲ့မတည့်လဲမှုန်နဲ့မတည့်လဲအဲအဲ့အမျိုးတွေပါလေကြာတတ်နိုင်သလား allergy ဖြစ်တဲ့ဟာတွေရှောင်ရပါမယ်နော်လိုအပ်ရင်တော့လေသူက antihistamine လို့ခေါ်တဲ့ allergy မပြောင်းဆေးကိုတောက်ရမယ်ပေါ့နော်ဆိုတော့ဒါ allergy တကူဖြစ်တတ်တယ်နောက်တစ်မျိုးကကြာဒီရာသီအကူပြောင်းမှာသူကအသားအရေခြောက်တာပေါ့နော်6ပြအသားအရေကွဲပြတ်ကွဲအပ်တာပေါ့ကွဲအပ်တာလည်းရှိတယ်ဆိုတော့အဲ့ဒါလည်းသတိထားရပါမယ်အဲ့တော့ အဲတက်နိုင်သလားပေါ့နော်ဒီလိုမဖြစ်အောင်လို့ဆိုရင် moisturizer ပေါ့နော်တချို့ရဆိုရင်အဲလက်တွေမှာဖြစ်တယ်တချို့ရမျက်နှာတွေမှာအဲကွဲရတာဖြစ်တချို့ရနှာခမ်းတွေဖြစ်တယ်အဲတက်နိုင်သော moisturizer တုံးမယ်နော်ပရပူရဲ့ရေနဲ့မချိုးဘူးပေါ့နော်ရေဘူးမချိုးဘူးနောက်ရေမြင်းများတောက်ပေးပါနော်ရေမြင်းများတောက်ပေးပါအဲဆိုရင်ဒါဆိုရင်တော့သူကတတ်တာပါအဲနောက်တစ်ခုဘာဖြစ်သေးလဲဆိုလို့ရှင်ဒီ ယာဒီယာဒီအပြောင်းလဲမှာပေါ့နော်တချို့ရာဆိုလို့ရှိရင်ယာဒီကဟိုမှောင်လာတယ်ပေါ့အဲနေတာတူလာပြတော့ညတာရှိသလိုမှောင်တဲ့ခြံပို့ပြတော့များလာမိုးအောင်နေမှောင်နေပေါ့နော်အဲ့လိုရဖြစ်လာအဲ့လိုဖြစ်လို့ရှိရင်တချို့ရာအဲစက်ကတိတ်မကြည့်ဘူးပေါ့ mood swing ဖြစ်တယ်ခေါ်စက်ကနည်းနည်းအတက်ကြဖြစ်တယ်တချို့ကြတော့စိတ်တူတယ်အဲ့မျိုးလေးရှိတယ်ဆိုတော့အဲ့အလေးလေးကိုလည်းမဖြစ်အောင်ကိုကအဲ အပြင်းနေရထွက်ပေးပါနော်နေအောင်ချင်းနဲ့တွေ့မယ်နေနေနဲ့ပူရဲချိန်ဆိုအပြင်းအပြင်းဒိတ်လိုက်ပေါ့နော်နေဘက်အလင်းရောင်နဲ့ကိုကထွက်မယ်အဲ့မှာကိုကလေးချင်ကန်နေရလုံမယ်ညအောင်လဲအေးဝအောင်အိမ်မယ်အစားတောက်ကိုလဲဥပမာနေနေညက်တွေမများစားမယ်တတိရာများစားမယ်ဒီလိုပြန်ပြီးတော့အဲစားပေးလုပ်ပေးလို့ရှင်စစပြောရဲဒီစိတ်မကြည်လင်တာတွေပါလေပြန်ပြတ်တက်တာပါမယ်ပေါ့နော် အဲဒီရာသီဥတုပြောင်းလဲမှာရုတ်တရက်နှွေပူနေရကနေပြမိုးရွာရကိုကအဲထီရွာမြူသွားမြူမိုးရွာရဆူလာဆူလာလို့ရှိရင်တော့အေးမြည်တယ်စစပြောဆိုတုတ်ကွေးလဲဝင်လာနိုင်တယ်ဘာလို့ဆိုအေးသွားတဲ့အချိန်မှာကိုကကုတ်ခမ်းအားကျသွားတာကျသွားဗိုင်းရပ်စ်ပိုးဝင်လာမအေးမြည်တဲ့ပိုးကိုဗိုင်းရပ်စ်ဝင်မဲ့ဒါမှမဟုတ်လေအဲဖလူးပေါ့နော် influenza virus ပေါ့ influenza အဲ့လိုရိုင်းဖြစ်တတ်တယ်ဒါလို့သူက ဟိုရေရိုးအေးမြာတကွေးလောက်နေတော့သူကနမိုးနီးရောမဖြစ်ဘူးပေါ့နော်နမိုးနီးဖြစ်ဖို့ကဆန်တော့အဲ့တဲ့နေပို့ဆိုရယ်ကိုကအဲ့ဒါဂရင်းမဆိုင်ဖဲနဲ့ဆက်နေသွားမယ်ဆိုရင်တော့အဆုတ်တွားအေးအေးမြီပြီးတော့သူ့ရဲ့ပိုးပေါ့နော်ဥမာအဲနမိုးနီးရောဖြစ်စေတဲ့ပိုး strep pneumonia တွေပါတော့ဒါကြောင့်လည်းဖြစ်တတ်တယ်နော်အဲ bacterial ပိုးတွေပါတော့ဝင်လာပြီးတော့သူက pneumonia တွေပါတော့ဖြစ်သွားတတ်ပါအဲဒါတွေမဖြစ်အောင်လို့စစပြောသလို sorry ရကျုပ်ပြီးတော့ ကာကွယ်ဆေးထွက်ထားတာအကောင်းဆုံးပါအဲဒီဇာတိတုအပြောင်းလဲမှာဘာဖြစ်တတ်သေးလဲဆိုလို့ရှိရင် တချို့ရာဆိုရင်အပူရာနဲ့အေးသွားရာဇာတိတု ပြောင်းလဲမှာအစ်စ်တွေကြိုက်တယ်ပေါ့နော်အစ်စ်ကြိုက်တာဖြစ်တယ်အဲအစ်စ်ကြိုက်လို့ရှိရင်ဒါကငိုရီရဲ့အစ်စ်ကြိုက်တတ်တယ်လို့ဆိုရင်ပိုပရက်ဆိုရတယ်နော်အဲ့တော့ဒီလိုအစ်စ်မကြိုက်အောင်လို့ကိုကအစ်စ်ကြိုက်တဲ့အချိန်လေးမှာ တချို့ရာနာလို့ဆိုပြီးမလှူရှားထားလို့ရှိရင်ပိုဆိုးသွားတယ်အစ်စ်ကလေတချို့အစ်စ်ခိုင်သွားတယ်ပြောလို့ပေါ့နော် ြီးရခါကြကွာနာရဆိုမလျှောက်ဖဲနဲ့နေလို့ရှိရင်အဲချက်သားတွေကလည်းအာနေသွားတယ်နော်အဲ့ကြလမ်းပြန်လျှောက်ရတာတော်တော်ခက်သွားတယ်အဲအဲ့လိုဖြစ်အောင်နာရနဲ့ကိုကလှူရှားမှုမရလိုက်ပါနဲ့လှူရှားမှုလည်းဆက်လုပ်ပါဒါလိုပြင်းပြင်းထန်ထန်တော့မလုပ်ဘူးပေါ့နော်ဥမာလေးကျန်ကန်းလေးတွေဆိုလဲကိုကနားလေလူနဲ့မေးပြော့လေးကျန်ကန်းပြင်းထန်မဟုတ်ဖဲနဲ့ခပ်ပြော့ပြော့ရဲ့ပေါ့လှူရှားလို့ရအောင်လို့လှူရှားလို့ရကြတယ်လှူရှားပေးပါလိုအပ်ရင်ဆေးရတယ်လည်းတောက်အောင်မယ်ကိုက အစားတောက်တော်ရလဲကောင်းစားဝါအဟာဖြစ်အောင်နေပါနေကောင်းနေပါပေါ့နော်အဲနောက်တစ်ခါဘာဖြစ်တတ်တယ်လဲဆိုတော့ဒီလိုဇာတိပြောင်းလဲမှာဆိုရင် seasonal migraine လို့ခေါ်ရဲအဲ migraine ယောဂအကောင်းတဆန်ကြိုက်တဲ့ယောဂဖြစ်တတ်တယ်နော်အဲ့အားကြတော့လေသူကကောင်းချမ်းကြိုက်ယောဂဖြစ်တယ်ဆိုလို့ရှိရင်ကိုကအဲဟာဖြစ်အောင်စားဝါအေးရေဘဝအိပ်ပါနာပြသူက stress များလို့ပေါ့နော်စိတ်ဖိစီးများလို့လဲပို့ဖြစ်တတ်တယ် ဆိုတော့ဒီလိုအချိန်မှဆန်ဂရုစိုက်ပြီးတော့အဲဘာကြောင့်ကိုကဖြစ်တယ်လဲဥပမာစိတ်ဖြစ်စည်းဘူးကြောင့်ကိုကလောင်ချန်ကယောဂဖြစ်သွားတာအဲဆိုရင်ကိုကစိတ်မဖြစ်စည်းအောင်လို့ပေါ်နာနေမယ်ဒါမှမဟုတ်တချို့ရာဆိုလို့ရှိရင်ဒါ trigger လုပ်တယ်ခေါ်တယ်ဒီ migraine ယောဂဖြစ်အောင်လို့တခုခုပေါ့ဥမာနေသိပ်ပူရင်ဖြစ်တတ်တယ်သူကနေပူရတော့တိတ်ထွက်တဲ့အခါမှာတချို့ရေဆိုရင်နေပူထွက်တာကြောင့်ဖြစ်တတ်တယ်အဲဆိုရင်ကိုကနေပူရှောင်းမယ်အဲမျိုးလေးရှောင်းလိုက်မယ်ညအေးရွာအောင်အိပ်မယ် ဟုတ်နော်ဆိုအဲ့လိုလေးနောက်ပြီးကျမအောင်ကွာနေမယ်ပေါ့အဲ့လိုကွာလို့ပြရပါမယ်အဲ့ကျန်နာဘာရှိလဲဆိုစစပြောရဲစိတ်ပေါ့နော်အဲဒီဇာတိတုပြောင်းလဲကြောင်းတချို့ရာဆိုလို့ရှင် စိတ်တူရာအဲ့လိုစိတ်ထမမကောင်းဖြစ်တာပါဒါမျိုးဆိုလို့ရှင်လည်းကိုကပြန်ပြီးတော့အဲကောင်းအောင်လို့ဆိုပြတော့ကိုကအပြင်ထွက်မယ်ကိုစိတ်ကိုကိုအဲတန်နိုင်တော့ပေါ့နော်စိတ်ကိုကိုကဖြေပြောနေမယ်အဲ့လိုလေး stress ကို ကိုကဟိုဟာလုတ်တာပဲပေါ့နော်ဟိုဘယ်လိုစိတ်ဖြစ်စီမှုရှော့မလဲဆိုတာလေးအဲ့လိုလုပ်ရပါတယ်ဟိုဆမရအမြင်တက်နိုင်သားပေါ့နော်ကိုကကျမရဲ့ပညာပေးလေးဟော့ပေးတယ်ကိုကိုတည်တလောက်ပေါ့နော်ကိုဖတ်တလောက်ကိုတည်တလောက်ကိုကိုကဟော့ပေးတာအများဟုတ်ပေါ့နော်ကိုကဟိုကျမစေခြင်းနဲ့ဟိုတချို့တွေဆိုလို့ရှိရင်ဘာမှတိတ်ကြီးတဲ့စေးရမလို့ပဲနဲ့နေတဲ့ထိုင်တဲ့ပေါ့နော်စားရတောက်တတ်တာနဲ့ဟို ကိုကနေကောင်းနေကြတယ်လူတွေအများကြီးရှိပါတယ်ဆေးတွေအများကြီးမတော့ပါဘူးတချို့တွေဆိုရင်တော်တော်လေးကျန်ပါတယ်အဲ့လိုလဲအများကိုဖြစ်စေကျန်ပါတယ်ဒါလို့တချို့ကြတာလဲယောဂါဖြစ်ကိုဖြစ်တာပေါ့နော်ဒါမျိုးဆိုတော့တောက်ရပါတယ်အဲဒါမဲ့လို့ကိုဖြစ်တဲ့ယောဂါကိုပုံမဆိုးတော့အောင်ပရဆိုလူရှင်ကိုကဒါကို့ပေါ်မှာပဲဆိုင်တယ်ဥပမာတွေ့ရသမားတွေ့ရသမားကဟိုအငန်ဆက်လို့ရှင်တွေ့ဖို့တွုံးမယ်ဆိုတာသိတယ်သူကစစ်တောက်ရုံနဲ့မရဘူးနော်စိတ်လဲတောက်ရတယ် เนาะကိုကအငံကိုလည်းရှောင်ရတယ်အဲ့လိုပဲစိကျုသမားလည်းအဲ့လိုပါပဲကိုကစိကျုစေရတောက်တယ်เนาะဒါပေမဲ့လို့ကိုကအချို့တွေရမ်းစားနေ မထိန်နိုင်စိကျုနဲ့ပတ်သက်တယ်နောက်ဆက်တွဲစိုးကျိုးတွေလာမှာပဲအဲဆိုးဆိုးရင်ကျက်သမားလည်းအဲ့လိုပဲเนาะသူကရင်ကျက်တတ်တယ်အဲရင်ကျက်တတ်တဲ့သူအစားတောက်ကစမတည့်တာတွေကိုသူရှောင်တယ်เนาะလူတွေတော်ရအများကြီးကိုမတော်ဘူးဘာသာဖုန်နေပိုးတွေပါဝင်တော့ပိုးဆုံးတယ်เนาะအဲ့လိုတတ်နိုင်သလားကိုကဒီ အသက်ကိုညံဆောင်နေဆိုသလိုပေါ့နော်အဲအဲ့အလေးအကုန်လုံးသတိထားပြီးကိုယ့်ကိုကြမ်းမအောင်နေကြပါအားလုံးလည်းကိုယ်စိတ်နှပြကြမ်းမချမ်းသာကြပါစေ။